ျွန်တော်တို့အခုရပိုင်းအတွင်းမှာကျွန်တော်မြန်မာနိုင်ငံမှာပေါ့7.7 Richards ဒါ scale ရှိတဲ့ငလင်အကြီးတစ်ခုလောက်ခတ်သွားပါတယ်ဆိုတော့အဲ့ငလင်အကြောင်းကျွန်တော်အဖြစ်ပြက်တွေအများကြီးဖြစ်သွားတယ်ကျွန်တော်တို့ဒီဆုံရှုံမှုတွေထိခိုက်မှုအများကြီးဖြစ်သွားတယ်အဲ့ငလင်ပြီးွားအပြင်မှာလည်းငလင်ရဲ့နောက်ဆက်တွဲဖြစ်ရတဲ့အရာလည်းအများကြီးရှိနေရပါတော့အဲ့ငလင်နောက်ဆက်တွဲဖြစ်ရတဲ့နေရာမှာကျွန်တော်အခုပြောပြပေးချင်တာကတော့ ငလင်နောက်ဆက်သွဲမူဝေခြင်းအကြောင်းကိုကျွန်တော်ပြောပြခြင်းပါတယ်ငလင်လှုပ်ပြီးတဲ့အထီကိုပေါ့နော်ကျွန်တော်တခါတလေငလင်လှုပ်တာလားကိုကမူးနေရလားမသိအဲ့လိုခဏခဏကြုံရတယ်ဗျာကိုကကိုမူးနေတော့ငလင်လှုပ်တယ်လို့လို့ပါလို့လို့လဲခံစားရတယ်အဲ့ဒီမူးတာလည်းဟိုမရက်သွားမျိုးဖြစ်တတ်တယ်ငလင်ခဏခဏလှုပ်တဲ့ဂျပန်နိုင်ငံမှာဆိုရင်အဂျီရှင်းယောအိလို့ခေါ်တယ်ပေါ့နော်အင်္ဂလိပ်လို့ဆိုရင်တော့ကျွန်တော် acquired hangover ဒါမှမဟုတ် acquired drunk လို့လည်းခေါ်တယ်မြန်မာလို့ဆိုရင်တော့မတော့ပဲမူးရဲ့ငလင်ပေါ့ဗျာ ဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အုံနောက်ထဲမှာပေါ့နော်ကျွန်တော်နားနားလေးမှာကျွန်တော်တို့ဒီခန္ဓာကိုယ်ကို balance ညီဟန်ချက်ညီအောင်ထိန်းညီပေးတဲ့ sensor လေးတစ်ခုရှိရယ်အင်္ဂလိပ်လိုဆိုရင် vestibular sensor လို့ခေါ်တယ်ဒါမှမဟုတ် hand gesture sensor balance sensor လို့လည်းခေါ်ရယ်ဗျ တော့အဲ့ဆန်ဆာလေးကဘာလို့ပေးလဲဆိုတော့ကျွန်တော်တို့လှဲနေရလားလှုပ်နေရလားဒါမှမဟုတ်လမ်းလျှောက်နေရလားဒါမှခေါင်းကြီးကရမ်းနေရလားအဲ့လိုအဲ့လို information တွေသူကပေးတယ်ဗျာဒါအဲ့ငလင်းလှုပ်သွားတဲ့အချိန်မှာကြာတော့အဲ့ဆန်ဆာလေးကရောပြီးတော့ move သွားတယ်သူရဲ့ဒီ information တွေအကုန်လုံးရှုပ်ထွေးသွားတယ်ဗျာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီဒီတိုင်းထိုင်နေထိုင်နေတဲ့ဥမာနေရည်ကြီးကပဲလှုပ်နေတယ်လို့လို့ဒီခုံကြီးကပဲလှုပ်နေတယ်လို့လူကြီးကပဲရိမ့်ထိုးနေတယ်လို့လို့အဲ့လို information တွေမှားပြီးပေးတယ်ပေါ့နော်အဲ့ဆန်ဆာလေးက ုံမှန်အတိုင်းပြန်ပြီးတော့ဖြစ်ဖို့ဆိုရင်သူအချိန်အနည်းနဲ့အများတော့ပေးရတယ်အချိန်တော်တော်လေးယူပြီးတော့ပုံမှန်အချိန်နေပြန်အောင်ဟိုလိုလောက်ကြရပါတော့ဆိုတော့ကျွန်တော်ခုနပြောရတယ်ဒီငလင်နောက်ဆက်တွဲပေါ့နော်အဲ့လိုမူးတဲ့ဟာတွေမူးငွေတာတွေဖြစ်နေပြီဆိုရင်ကျွန်တော်ဒီအချက်လေးတွေကိုအဲတုံးပြီးရောပေါ့နော်တတ်တအောင်လုပ်ကြည့်လို့ရတယ်ဗျနံပါတ်တစ်ချက်အနေနဲ့ရတော့ဗျာကျွန်တော်ဒီတရားမှတ်တယ်လို့ပေါ့နော်အသက်အသက်ရှူလေးခြင်းငန်းလေးတွေလုပ်တဲ့နေအဲ့ဒါပြီးရောအပြင်ဗျာအဲ့လိုအသက်ကိုဖြည်းဖြည်းချင်းရှူခြင်းအဖြစ်လဲကျွန်တော်တို့ဒီအုံနောက်ကိုပေါ့နော် လုံကြုံသွားပြီနော်ဆိုတော့ဒီအတီလေးကိုပေးတယ်အဲ့အတီလေးကဘာဖြစ်စေလဲဆိုတော့ကျွန်တော်ဒီကြောက်စိတ်တွေကိုတဖြည်းဖြည်းနဲ့ညော်နေလာစေဆိုတော့ကြောက်စိတ်တွေနည်းလာပြီဆိုရင်ဗျာဥမာကျွန်တော်ခန္ဓာကိုယ်ကြီးကကြောက်နေလို့တောက်တောင်ကြီးဖြစ်သွားတယ်လေဆိုတော့ကြောက်စိတ်တွေတဖြည်းဖြည်းနဲ့နည်းလာပြီဆိုရင်ခန္ဓာကိုယ်ကလည်းအဲ့လိုကြောက်စိတ်ကြောင့်ဖြစ်နေအဲ့လိုဒီကြွက်သားတွေတင်းတာတွေကိုတဖြည်းဖြည်းနဲ့ညော့လာပြီးရောပေါ့နော်ဒီခန္ဓာကိုယ်ရဲ့ဒီအာယုံကြောတွေရောပြီးတော့ဒီကြွက်သားတွေရောညော့လာပြီးရောအဲ့လိုတက်တာအောင်လုပ်ပေးတယ်ဗျာနံပါတ်1အချက်အနေနဲ့ကတော့ရက် ကော်ဖီအဲ့ဒါတွေတော့ကျွန်တော်ဒက်ရှောင်အောင်မယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီပုံမှန်အာကစားပြင်းပြင်းထန်ထန်လုပ်ပြီးရတဲ့အချိန်မှာရေတက်ခန်းချောက်လာပြီးရတဲ့အချိန်မှာရေမတက်ဘူးဆိုရင်တော့ကျွန်တော်မူးရာဝေရာဖြစ်တတ်တယ်။အခုလိုငလင်လုပ်ပြီးရတဲ့အချိန်တွေမှာ acquit drunk ဖြစ်နေတဲ့အချိန်တွေမျိုးတွေမှာကျွန်တော်ရေတက်ခန်းချောက်တဲ့ဟာတွေကလည်းဒီမူးဝေရာတွေပို့ပြီးတော့အဲ့လိုပို့ပြီးစိုးစေရပေါ့နော်။အဲ့ဒါရေကိုကိုကိုရေတက်မခန်းချောက်အောင်နေပါရေတက်ခန်းချောက်စေတဲ့ကော်ဖီတို့အရက်တို့တော့အတက်နိုင်ဆုံးရအောင်ရှောင်ရှားပါပေါ့နော်။ နံပါတ်၃အချက်ကတော့ကျွန်တော်အရေးကြီးပါတယ်ကျွန်တော်တို့ဒီ internet တွေရတဲ့အချိန်တွေမှာဆိုရင်ကျွန်တော်တို့ကသတင်းတွေသိရဖို့ပေါ့နော်ဒီဖုန်းကိုအစင်မပြတ်တော့ရတယ်ဘာလို့လဲသတင်းကလည်းအတက်နိုင်ဆုံးအမြန်ဟို update news တွေသိရဖို့လိုအပ်တယ်ဆိုတော့အဲ့လိုသတင်းတွေသိရဖို့ဆိုရင်ကျွန်တော်တို့ကဖုန်းတွေ laptop တွေကိုကျွန်တော်တို့ကအမြန်ကြည့်ပြနေရပေါ့နော်ဒါမဲ့ဖုန်းတွေ laptop တွေကိုအမြန်ကြည့်နေကျွန်တော်အာယုံကြောကိုတွားပြီးတော့ထိခိုက်တတ်ပါတယ်ဆိုတော့ အခုလိုအဲဒီငလင်ကြောင့်မူရမျိုးဖြစ်တဲ့အခြေအနေမျိုးမှာအတက်နိုင်ဆုံးတော့ဖုန်းစကရင်သုံးတာ laptop စကရင်သုံးတာကိုကိုယ့်ကိုယ်သေချာကန့်သက်ပြီးတော့အသုံးပြုသင့်ပါတယ်ပြီးတော့နောက်ထပ်တစ်ခုကတော့သတင်းတွေအများကြီးဖတ်တာကလည်းအုံနောက်ကိုပေါ့နော်ဒိုင်းရိုက်ဖြစ်ဖြစ်သွေးရိုက်ဖြစ်ဖြစ်လာပြီးတော့ထိခိုက်တတ်ပါဘူး။ဘာလို့လဲဆိုတော့ဒီသတင်းတွေကကောင်းတာလည်းပါတယ်၊ဆိုးတာလည်းပါတယ်ပေါ့နော်။အဲ့ဒီသတင်းတွေအကုန်လုံးအုံနောက်ထဲအများကြီးတွင်းလိုက်တဲ့အချိန်မှာအုံနောက်ကြီးကအဲ့လို ဟိုတအားကြီးမွန်ကျက်လာပြီးရတယ်ဖြစ်တယ်လေဆိုတော့တရင်တိအောင် ဖုံးသုံးရမှန်တယ်ဆိုပေမဲ့လည်းအတက်နိုင်ဆုံးတော့ဖုံးသုံးတဲ့အချိန်ကိုတေချာလေးကန့်သက်ပြီးတော့သုံးသင့်ပါတယ်နံပါတ်လေးတစ်ချက်ကတော့ကျွန်တော်တို့ဒီအလုံပိတ်အခန်းနေပြီးတော့အခန်းချင်းနေအဲ့လိုအခန်းလေးကိုတော့အာအတက်နိုင်ဆုံးရှောင်ရှားပြီးတော့နေထိုင်သင့်ပါတယ်ပေါ့နော် ကျွန်တော်နံပါတ်5ကတော့ထိုင်နေနေပေါ့နော်ရုပ်တရက်ကျွန်တော်တို့ဒီမှာထိုင်နေထိုင်နေနေမူးတာဝေတာအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဝေဝေးလှန်လှန်အားပေါ့နော်အရန်ကြီးအဲ့လိုအမြန်ရွေရှားနေတဲ့အရာတွေမဟုတ်တဲ့ဥပမာဗျာတစ်ပင်တို့အဲ့ပြီးတော့ကောင်းကင်ကတိန်တို့အဲ့ဒါတွေကိုကြည်ပြီးတော့စိတ်ကိုတက်တာရာရအောင်အနာပေးတင်တယ်ပေါ့နော်အဲ့မှာမတက်တာသေးဘူးအရန်မူးလာပြီဆိုရင်တော့အဲ့လိုလှဲချလိုက်ပြီးတော့ပေါ့နော်ခန္ဓာကိုယ်ကိုယ့်ကိုယ်ကိုအနာအတက်နိုင်ဆုံးပေးတင်ပါတယ်ဗျာ ကျွန်တော်နံပါတ်6အချက်ကတော့ comfort place ပေါ့နော်စိတ်သက်သာရမယ်နေရာကိုသတ်မှတ်ပြီးတော့အနားယူသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီငလင်းတိုင်းရိုက်မထည့်ရနေရာလူတွေအောင်ကြောက်တယ်ဗျာ။ဥပမာတချို့ရေဆိုရှိရလေငလင်းကြောက်လို့အောက်မှာစင်းအိတ်တာတို့ဘာလို့ဖြစ်ဘူးလဲဖြစ်တယ်ဗျာ။ကျောက်စိတ်ကိုဆိုရင်ပူပန်တဲ့စိတ်တွေကအငြင်းရှိနေခန္ဓာကိုယ်ကအာယုံကြောဒီတခြားစန်စာတွေကိုလာပြီးတော့ထိတတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီကိုယ့်ကိုယ်ကိုလုံခြုံနေအော်ဒီနားလေးကတော့ငါအနားယူလို့ရတဲ့နေရာပါလားဆိုတဲ့ဟာလေးကို တေချာသတ်မှတ်ထားပြီးတော့အဲ့နေရာလေးမှာပဲစိတ်ချလက်ချအနာယူပါကျွန်တော်လုံလောက်တဲ့အနာယူမှုကအရန်ကိုအရေးကြီးပါတယ်အဲ့ထက်အရေးကြီးရဲ့နောက်ဆုံးအချက်ကတော့စကားပြောပေးပါကျွန်တော်တို့စိတ်ထဲမှာခံစားနေတဲ့အရာတွေအခက်ခဲတွေစိုးရိမ်တဲ့စိတ်တွေကိုအတက်နိုင်ဆုံးတခြားတယောက်နဲ့ sharing လုပ်ပေးပါတခြားတယောက်ကိုပြောပြကြည့်ပေးပါပြောပြဖို့လဲစူးစမ်းကြည့်ပါအဲ့လိုပြောပြလိုက်တဲ့အားဖြင့်လဲဒီစိတ်ကနည်းနည်းအနည်းနဲ့အများပေါ့ပါသွားပြီးတော့ကိုယ့်ရဲ့ရှိအခက်ခဲတွေကိုလည်း ဖြည့်ရှင်းဖို့နီလန်းလည်းရတယ်လို့အကူအညီပေးမဲ့နီလန်းနေလည်းတွေ့တတ်ပါတယ်အ ਨੇ ဆုံးတော့ကိုယ့်ရဲ့စိတ်ကပေါ်ပါသွားတတ်ပါတယ်ကျွန်တော်အခုပြောပြသွားတဲ့အချက်တွေနဲ့မှာအခုလိုမူးဝေတာတွေမတက်တာသေးဘူးဆိုရင်တော့အနည်းဆက်ရာစေကံ စေယုံဒါမှမဟုတ်ဆရာဝန်တွေနဲ့သွားရောက်တိုင်းမြင်သင့်ပါတယ်ဒီ Telegram မှာ page မှာလည်းစေကံပြတာတွေကိုအခမဲ့ပြတာလို့ရပါတယ်ဆိုတော့တင်းသွင်းရဲ့ပြဿနာတွေကိုကျွန်တော်တို့နဲ့ဝင်မြပေးပါတယောက်တည်းမနေပါနဲ့ကျွန်တော်တို့ကိုမျှဝေပေးပါ 啊，那种建筑点买掉。